why human ဆိုတဲ့အပိုင်းတော့ဘာကြောင့်လူဖြစ်လာရတယ်လဲဆိုတဲ့ခေါင်းစဉ်အပိုင်းတော့ဆက်လက်ပြီးတော့ဘုန်းကြီးပို့ချပါမယ်ဒီဘက်မှာဝိပဿနာနဲ့ချိန်ဆက်ပြီးတော့ပို့ချပေးမှာဖြစ်ပါတယ်အထူးသဖြင့်ဒီမိဘတွေဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးတွေ အကုန်လုံးပေါ့နော်ဒီဗုဒ္ဓရဲ့ဓမ္မတွေကိုတကယ်ပဲချစ်မြတ်နိုးတယ်ဆိုရင်ဒီဗုဒ္ဓဘာသာဆိုတဲ့ဘာသာနဲ့ကိုယ့်ကိုယ်ကိုပေါင်ခတ်ပြီးတော့မထားစေခြင်းဓမ္မတွေကိုမြင်အောင်ကြည့်စေခြင်းနဲ့နော်ဗုဒ္ဓဘာသာဆိုတဲ့ဒီနာမည်လေးနဲ့ကိုယ့်ကိုယ်ကိုပေါင်ခတ်ပြီးတော့မထားစေခြင်းဓမ္မကိုမြင်အောင်ကြည့်စေခြင်းနဲ့ ဘုရားဘုရားသင်ခဲ့တာကဘုန်းကြီးတို့လုပ်ခဲ့တာကဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိဒီကဲလူများအတွက်ဆိုလို့ရှိရင် I take refuge in the Buddha I take refuge in the Dharma I take refuge in the Sangha အဲ့တန်ခါမှာအရိယတန်ခါလို့ဆိုရပါမယ်ဒီ I take refuge in the Buddha I take refuge in the Dharma I take refuge in the Sangha ဆိုရတာ ဒီနေ့တကဘာလုံးကိုရောက်သွားပါပြီတရဏဂုံယူတယ်လို့ခေါ်တာပေါ့နော်ဗုဒ္ဓကိုကြည်ညိုလေးစားတဲ့ဗုဒ္ဓဟောပြောခဲ့တဲ့ဓမ္မကိုကြည်ညိုလေးစားတဲ့ဗုဒ္ဓသင်ပြခဲ့တဲ့ဓမ္မဝိနည်းအတိုင်းအသက်သွင်းပြီးတော့ကြင်ကြံအားထုတ်နေတဲ့တန်ခါများကိုနော်ဒီမှာဘုန်းကြီးပြောတယ်ဗုဒ္ဓသင်ပြတော်မူခဲ့တဲ့ဓမ္မဝိနည်းများကိုခန္ဓာမှာအသက်သွင်းပြီးတော့ကြင်ကြံအားထုတ်နေတဲ့တန်ခါများကိုကြည်ညိုကြတဲ့ ကဘာတခွင်ကသူတော်ကောင်းများကနော်တဘာတခွင်ကသူတော်ကောင်းများက I take refuge in the Buddha ဘုရားဖရာထံပါမှာခိုးလုံရာအဖြစ်နဲ့ယူပါဤဖရာ I take refuge in the Dhamma ဓမ္မလို့ခေါ်တဲ့အပယ်လေးပါးကလွတ်မြောက်စေတဲ့တုက္ကတိတွေကိုရောက်ရှိစေတဲ့ မရသေးတဲ့မက်ဖို့တရားတွေကိုရရှိစေတဲ့မက်ဖို့တရားဝိပဿနာအသိဉာဏ်ပါဝင် နေနီးထိုင်နေအသိဉာဏ်တွေကိုရရှိစေတဲ့ဓမ္မမှာခိုးလုံရာဖြစ်อยู่ပါ၏ဖေ။ I take refuge Sangha ဗုဒ္ဓသင်ပြတော်မူခဲ့တဲ့ဓမ္မဝိနည်းများကိုခန္ဓာမှာအသက်သွင်းပြီးတော့တန်ခတ်ကုံတော်၉ပါးနဲ့အညီ အထုတ်နေထိုင်ကြကုန်သောအရိယတန်ဃာတို့များကိုထံပါ၌ခိုးလုံရာဖြစ်ယူပါ၏ဖျာဒါတကဘာလုံးကတက်နှကုန်ယူရနည်းဖြစ်ပါတယ်ယူကုန်ကြပါပြီတကဘာလုံးလည်းပဲနော်အဲ့တော့ဘုန်းကြီးခုပြောချင်တာကအခု why human being ဘာကြောင့်လူဖြစ်လာရသလဲဒီဗုဒ္ဓဘာသာဆိုတဲ့နာမည်ပြည့်ညတ်တစ်ခုထဲမှာ ောင်ခတ်မကြည့်ပါနဲ့ဓမ္မကိုမြင်အောင်ကြည့်ပေးပါလို့အဖုန်ကြီးပြောတယ်နော်တေးတေးချာချာလေးနားထောင်စေခြင်းပါလေလူရင်းကိုရောက်စေခြင်းလို့ဖြစ်ပါတယ်နော်ဗုဒ္ဓဘာသာလို့ခေါ်တဲ့ဘာသာတစ်ခုအောက်မှာကန့်တက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတအားကျဉ်းမြောင်းသွားပြီးတော့တခြား existing ဘာသာတရား existing religion ကိုခေါ်တဲ့ တခြားဖြစ်တည်နေတဲ့ဘာသာတရားတွေနဲ့ပြိပက္ခဖြစ်ကုန်တယ်ဓမ္မကိုမြင်ရင်လို့မဖြစ်ဘူးအခုဘုန်းကြီးပြောရင်နားလည်သွားလိမ့်နော်အဲအထူးသဖြင့်ပညာတတ်တွေးခေါ်စဉ်းစားနိုင်တဲ့နော်ပညာတတ်ပြီးတော့တွေးခေါ်စဉ်းစားနိုင်တဲ့ဟလာဒီသူများကိုအပုတ်ချခြင်းကိုကိုကိုဟလာမြင့်တင်ခြင်းဆိုတဲ့ကလေးဆန်တဲ့စိတ်ဓာတ်တွေမရှိဘဲနဲ့အမြင့်ကျယ်တဲ့လူကြီးလူကောင်းစိတ်ဓာတ်ဆန်တဲ့သူတွေ ပို့ပြီးတော့တည်တည်ချာချာလေးနားထောင်စေခြင်းပါတယ်နော်အဲ့တော့ခုနကဓမ္မကိုမြင်အောင်ကြည့်ပါလို့ပြောတယ်နော်ဓမ္မရဲ့ definition ကိုသိဖို့လိုတယ်အပါယေသူအပတ္တမာနေအဓိကတမက္ခတိကေတတ္တိဓာရီတိတိဓမ္မောနော်ဒါကဓမ္မရဲ့ definition အပါယေသူ အပတ္တမာနေအပယ်လေးပါသို့မကြောက်စေရအောင်မကြောက်စေရအောင်အဓိကတမက္ခတိကေမရရှိသေးတဲ့မတရားဖို့တရားနေနည်းထိုင်နည်းအသိဉာဏ်ပညာတွေရရှိရအောင်ဆောင်ထားတတ်သောကြောင့်ဓမ္မလို့ခေါ်တယ်နော်ဓမ္မဆိုတာမြန်မာလိုအဖြောင့်အတိုင်းပြောရင် အပယ်လေးပါမကြောက်ရအောင်ကိုယ့်ကိုဆောင်ထားပေးတယ်လား ကဲထားပေးတယ်မထားပေးတယ်ဆောင်းထားပေးတယ်နော်မရသေးတဲ့နေနီးထိုင်နီးမတရားဖို့တရားတွေရရှိအောင်ကိုယ့်ကိုဆောင်းထားပေးတယ်ဆောင်းယူလာပေးတယ်အဲဒီလိုလဲဆိုခြင်းဆိုလို့ရတယ် ်အတွက်နှစ်ချက်ရှိတယ်အပယ်လေးပါမကြအောင်လဲလုတ်ပေးတတ်တယ်မြန်မာလူနားလည်အောင်ပြင်မရသေးတဲ့မက်ဖို့တရားတွေရအောင်လဲလုတ်ပေးတတ်တယ်တဲ့အဲ့ဒါကိုဓမ္မလို့ခေါ်တယ်တဲ့နော်နည်းနည်းဒီနေရာမှာပြောစရာကတခါရှိလာတယ်နဲ့အပယ်လေးပါအပယ်လေးပါဘာကြောင့်ဖြစ်လာရသလဲနော်လောဘဒေါသမောဟလို့မကောင်းတဲ့ဘက်ကအကြောင်းသုံးပါ ကောင်းတဲ့ဘက်ကအကြောင်းသုံးပါအကြောင်း6ပါရှိတယ်ဟိတုပစ္စည်းဆိုရင်ဒါကိုဟိ6ပါလို့ခေါ်ကြတယ်မြန်မာလိုပြောတော့မကောင်းကြောင်း3ပါနဲ့ကောင်းကြောင်း3ပါစုစုပေါင်း6ပါအဲ့ဒါကိုဟိတုပစ္စည်းလို့ခေါ်တယ်မကောင်းကြောင်းတွေကအကုသိုလ်ကိုဖြစ်စေပြီးတော့ကောင်းကြောင်းတွေကကုသိုလ်ကိုဖြစ်စေတယ်မကောင်းကြောင်းတွေကအကုသိုလ်ကိုဖြစ်စေပြီးတော့ကောင်းကြောင်းတွေကကုသိုလ်ကိုဖြစ်စေတယ် ဒါလည်းဘာသာရေးနဲ့ကန့်တမကြည့်မှဓမ္မကိုမြင်မယ်မကောင်းတဲ့အကြောင်းတွေဟာမကောင်းကျိုးကိုဖြစ်စေတာပဲသူပတ်သူဘာသာနဲ့မဆိုင်ဘူးဘာသာပဲမဲ့မဲ့နောက်ဆုံးပိတ်ဘာသာမိကိုနားမလဲတတ်တဲ့နားလဲတဲ့အသိဉာဏ်မရှိတဲ့တရိစ္ဆာန်တွေပဲဖြစ်ဖြစ်အဲ့လိုမျိုးအမြင်ကိုဖွင့်ပြီးတော့ကြည့်ရမယ်ဖွင့်ပြီးတော့ကြည့်ရမယ်ဒါကြောင့်ပညာတတ်ရင်ပိုကောင်းတယ်အများစုကဗုဒ္ဓဘာသာကို ခွတ်တကယ်မပါပဲနဲ့လက်ခံထားတဲ့အခါကျတော့အမြင်တွေကကျဲမလာပဲနဲ့ကျဉ်ကျဉ်သွားပြီးတော့ပฏิပက္ခအသင်ကိုဆောင်တဲ့ဘက်ကိုသွားတယ်ရဲ့တခြားဘာသာတရားတွေနဲ့အတူတူပဲတခြားဘာသာတရားတွေကလည်းပဲအဲခုခေတ်မှာတော့ဘာသာဝင်တွေကအမြင်ကျဲလာသူပြန်ခရိယံကဘုန်းကြီးကခရိယံနဲ့အတော်နီးစပ်တယ်ခရိယံကအမြင်ပညာတတ်တွေများလာတယ်သူပြန် western ခရိယံကိုပြောရမှာပေါ့နော်မြန်မာခရိယံကိုတော့မဆိုးလို့မြန်မာခရိယံကတော့ still narrow minded ပဲ Myanmar still narrow minded. Even if they are graduated, but they still narrow minded in, in Burmese Christianity, in the Burmese community of Christianity. But in the Western Europe, America, most of the Christians are very open minded and they, they follow now the Buddha's teaching of meditation, mindfulness meditation, because it brings the scientific benefits, scientific health benefits. They accepted the Buddha's teaching in a scholastic approach, in a scientific approach, not religious approach. ဒါကအနောက်ဖက်တွေမှာဖြစ်နေတဲ့သဘောပါ။ညာရောဒီနေရာမှာဘုန်းကြီးမျက်ခြေမပြတ်စေခြင်းဘူး။နော်။ no? အခုနကပြောခဲ့တယ်အခုနကပြောခဲ့တယ်ဘာသာတစ်ခုထဲမှာဘောင်ခတ်မကြည့်ပါနဲ့ဓမ္မကိုမြင်အောင်ကြည့်ပါဟေတုပစ္စယောလို့ပဋ္ဌာန်းကိုဆိုလိုက်တာ ਨੇ မကောင်းချောင်းက၃ပါးကောင်းချောင်းက၃ပါးမကောင်းချောင်း၃ပါးကမကောင်းကျိုးကိုဖြစ်စေပြီးတော့ကောင်းချောင်း၃ပါးကကောင်းကျိုးကိုဖြစ်စေတယ် ဒါသူကသူတန်တရားလဲနေတာလို့ဒီထဲမှာလည်းဝိပဿနာမပါသေးဘူးဘာလို့လဲဆိုဒီပဋ္ဌာန်းကြီးကခန္ဓာပဲဘဝပဲဓမ္မပဲအဲ့ပဋ္ဌာန်းကဓမ္မဘဝဒါကြောင့်မို့ပဋ္ဌာန်းစီဘဝဘဝစီပဋ္ဌာန်းပဋ္ဌာန်းမရှိရင်ဘဝမရှိနိုင်ဘဝမရှိရင်ပဋ္ဌာန်းမရှိနိုင်ဓမ္မစီပဋ္ဌာန်းပဋ္ဌာန်းစီဓမ္မဓမ္မစီဘဝဘဝစီဓမ္မဒါကိုသေးသေးချာချာနားလည်ဖို့နော်ဓမ္မဆိုတာဘာကြောင့်ဘဝလို့ပြောရတယ်လဲစိတ်စေတသိက်ယုတ်နိဗ္ဗာန်လို့ခေါ်တယ် စိတ်စိတ်တည်းယုတ်နိဗ္ဗာန်လို့ခေါ်တယ်ဒီဖြစ်တည်မှုလေးမျိုး mind mental concomitant နားလည်အောင်ပြောရင် emotions mental concomitant လူတွေနားလည်အောင်ပြောရင် emotions ဒါစိတ်တည်းလို့ခေါ်တယ်ယုတ် material phenomena and the peace of mind and the base the peace of mind and the base of all the mind mental concomitant emotions and material phenomena အဲ့တော့စိတ် ကိုဓမ္မလို့ခေါ်တယ်စိတ္တိတ်ကိုဓမ္မလို့ခေါ်တယ်ယုတ်ကိုဓမ္မလို့ခေါ်တယ်နိဗ္ဗာန်ကိုဓမ္မလို့ခေါ်တယ်အတ္တိစိတ်စိတ်သိယုတ်တွေအကုန်လုံးချုပ်ငိမ့်သွားတာကိုနိဗ္ဗာန်လို့အဲ့ဒီကဖြစ်တည်မှု၄ပါးပဲရှိတယ်လို့ဆိုထားတယ်နော်အဲ့တော့စိတ်တည်လည်းပဲကိုယ်ပဲစိတ်ကိုကိုယ်ဒီစိတ်နဲ့ဒီဆောက်တာဖြစ်တဲ့အဲ့စိတ်ဒီဓမ္မဖြစ်တဲ့ဒီကိုယ်ဒီကိုငါတို့လို့ကိုကိုကိုညှို့နေတဲ့ငါဒီလည်းပဲဓမ္မပဲအဲ့ဓမ္မကိုဘောရလို့ခေါ်တာပဲ စိတ်တသိ emotion လေးတွေအဲ့ဒီ emotion လေးတွေကလည်းပဲဓမ္မပဲအဲ့ဒါမှ emotion လေးတွေဖြစ်တာကိုပဲငါခံစားရတယ်နော်ငါကြိုက်တယ်ငါမကြိုက်ဘူးငါဒေါသဖြစ်တယ်ငါမာနဖြစ်တယ်အဲ့လိုယူဆနာဖြစ်တဲ့တွေ့အဲ့ဒီ emotion လေးတွေကလည်းဘဝပဲအဲ့ဒီ emotion ကစိတ်တသိလို့ခေါ်တယ် sis mental concomitant ပေါ့နော်ဒါ literally ပြန်လို့ရှိရင်အများနာလည်းမပြောစိတ်တသိပဲ emotion လေးတွေပဲအဲ့ဒီ emotion လေးတွေစိတ်တသိလို့ခေါ်တယ်အဲ့ဒီစိတ်တသိကလေးတွေလည်းဓမ္မပဲ ဲ့တံမသည်ဘုန်းကြီးတို့ကိုယ်တိုင်ပဲဘုန်းကြီးတို့ကိုယ်တိုင်ပဲအဲ့ဒါကြောင့်ဘုန်းကြီးတို့ဘဝကြီးကိုတိဆောက်ထားတယ်စိတ်နဲ့တိဆောက်ထားတယ်စေတသိက်နဲ့တိဆောက်ထားတယ် emotion တွေနဲ့တိဆောက်ထားတယ်ရုပ်လို့ခေါ်တဲ့ material phenomena နဲ့တိဆောက်ထားတယ်ဒီသုံးမျိုးနဲ့တိဆောက်ထားတယ်ဘုန်းကြီးတို့ဘဝကြီးစဉ်းစားပေါ့နှစ်ဖူးကိုလက်တင်အချိန်ချင်းစဉ်းစားဟုတ်ရလားအဲ့တော့ဘုန်းကြီးတို့ဒီဘဝကိုရထားတဲ့သူမှန်သမျှသည်စိတ်စေတသိက်ယုတ် အဲ့ဒီ၃မျိုး ਨੇ တိဆောက်ထားတယ်အဲ့အောက်ထဲမှာနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီဖြစ်တည်မှု၄ပါးကိုပရမတ္ထတကက်ဖြစ်တည်မှုအစစ်၄ပါးလို့ဒီလိုခေါ်တယ်နည်းနည်းရှင်းတော့ရှင်းသွားပါပြီနော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ဘဝဆိုတာဒီစိတ်စေတသိက်ယုတ်ကိုပြောတာဖြစ်တဲ့အတွက်အဲ့ဒီဘဝကြီးဒီဓမ္မဖြစ်တယ်အဲ့ဒီဓမ္မဒီဘဝဖြစ်တယ်အဲ့ဒီဓမ္မနဲ့ဘဝနဲ့တထက်ထဲကြနေဖို့အတွက်တတိတရားလိုတယ် ဖြစ်သမျှတိုင်းကိုတတိကပ်ပြီးတော့သိတတ်ဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီဘဝကြီးတွေကနေပြီးတော့ပဲခုနကမကောင်းကြောင်း၃ပါးဖြစ်ပေါ်လာတယ်ကောင်းကြောင်း၃ပါးဖြစ်ပေါ်လာတယ်အဲ့ဒါကိုဟေတုပစ္စယောလို့ခေါ်တယ်မကောင်းကြောင်း၃ပါးကလောဘဒေါသမောဟကောင်းကြောင်း၃ပါးကအလောဘအဒေါသအမောဟ အဲ့ဒီ6ပါးကိုဟိတုပစ္စယလို့ခေါ်တယ်။အဲ့လို့ဆိုရင်အဲ့ဒီ6ပါးဒီဟောဒီဘဝကြီးတွေကထွက်လာတာဖြစ်တဲ့အတွက်အဲ့ဒီ6ပါးဒီလည်းပဲခုနစေတသိက်တွေထဲမှာပါနေပြီးသားဖြစ်တဲ့သူတို့ဒီလည်းပဲပါလဲစေတသိက်တွေစိတ်တွေရုပ်တွေထဲမှာပါနေပြီးတဲ့သူတို့ဒီလည်းဓမ္မပဲ။အဲ့လို့ဆိုအဲ့ဒီဟိတုပစ္စယဆိုတဲ့ပဋ္ဌာန်းကြီးဒီဟောဒီခန္ဓာကြီးတွေကထွက်လာတာဖြစ်တဲ့အတွက်အဲ့ဒီပဋ္ဌာန်းဒီဓမ္မအဲ့ဒီဓမ္မဒီဘဝ ဲ့ဒါကြောင့်ပဋ္ဌာန်းဒီဘဝဓမ္မဒီဘဝဘဝနဲ့ဓမ္မဘဝမရှိရင်ပဋ္ဌာန်းမရှိဘူးပဋ္ဌာန်းမရှိရင်ဘဝမရှိဘူးလို့ဒါဘုန်းကြီးပြောတယ်ဟုတ်ပြီလားနည်းနည်းရှည်သွားနေကျွနော်နည်းနည်းလေးရှည်သွားပြီနေတူတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလောဘဒေါသမောဟဆိုတာ ဗုဒ္ဓဘာသာဖြစ်လို့ဖြစ်နေသလားပြန်ကြည့်ရမယ်အဲ့ဒီလောဘဒေါသမောဟကိုအလောဘအရောဒအမောဟကိုဓာတ်တွေကိုဓမ္မလို့ခေါ်တယ်အဲ့ဒီအကြောင်း6ပါးကိုဓမ္မလို့ခေါ်တယ်အဲ့ဒီအကြောင်း6ပါးကိုပြောတဲ့ဟိတုပစ္စယောကိုလည်းဓမ္မလို့ခေါ်တယ်အဲ့ဒီဓမ္မကြီးကဘဝပဲအဲ့ဒီဘဝတွေကဖြစ်ပေါ်လာတာပဲဟုတ်ကဲ့လားနော်အဲ့တော့အဲ့ဒီလောဘကြောင့်လုံလိုက်တဲ့ လုံးလိုက်လို့လောဘနဲ့လုံးလိုက်လို့လောဘတည်းဟူသောအကြောင်းနဲ့လုံးလိုက်လို့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေဟာဆိုးကျိုးလားကောင်းကျိုးလားစဉ်းစားဖို့စဉ်းစားရရတယ်အဲ့တော့ဘုရားဘာသာ ဖြစ်တဲ့လောဘမှာ ကောင်းသလားဆိုးသလားဒီလောဘသည်ဘယ်လူမှဖြစ်ဖြစ်ဘယ်ဘာသာမဲ့ပဲဖြစ်ဖြစ်ဘယ်ဘာသာပဲယုံယုံဘယ်ဘုရားသခင်ပဲယုံယုံဒီလောဘတဘာဝသည်အတူတူပဲလားအဲ့ဒါကိုဗုဒ္ဓဘာသာလောဘလို့သတ်မှတ်လို့ရရဲ့လားဒီလောဘသည်အတူတူပဲလား အဲ့ဒီလောဘလေးကိုဓမ္မလို့ခေါ်တယ်အဲ့ဓမ္မကိုဘယ်သူဟောလဲဗုဒ္ဓဟောတယ်အဲ့ဓမ္မကသူကသူတဘာဝဖြစ်စဉ်ဓမ္မပဲရှိသေးတယ်နော်အဲ့ဒီဓမ္မတဲကနေပြီးတော့မှလွတ်မြောက်တဲ့လမ်းရှိသေးတယ်ထွဲမောထွဲမြောက်အောင်ကြိုးစားရအောင်ပဲအဲ့ဒါကြောင့်ဘုန်းကြီးဝိပဿနာနဲ့ဆက်မယ်လို့ပြောတယ်အဲ့တော့အဲ့ဒီလောဘဒေါသနဲ့ပဲလှုပ်လို့မောဟနဲ့ပဲလှုပ်လို့လောဘဒေါသမောဟဒီသုံးခုတစ်ခုခုကိုအခြေခံပြီးတော့လှုပ်လိုက်မိရင် ဒီတော့ခုတစ်ခုခုကိုအခြေခံပြီးတော့လုပ်လိုက်မြင်သူပတ်သူဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲမဖြစ်ဖြစ်ဘာသာမဲ့ပဲဖြစ်ဖြစ်နောက်ဆုံးပိတ်တရိษံတွေပဲဖြစ်ဖြစ်နောက်ဆုံးပိတ်အဲ့ခါမှာပန္တိတလို့ဆိုတဲ့ဆရာတော်ကြီးတွေပဲဖြစ်ဖြစ်အဲ့ဒီလောဘဒေါသမောဟမကောင်းတဲ့အကြောင်းသုံးပါးကိုအခြေခံပြီးတော့လုပ်လိုက်မြင်မကောင်းကျိုးပဲဖြစ်မယ်ဒါကိုဓမ္မဖြစ်စဉ်လို့ခေါ်တယ်ဗုဒ္ဓဘာသာနဲ့ကန့်တတ်ထားလို့မရဘူးဓမ္မကိုမြင်ရမယ်ဟုတ်ပြီနော်အများကြီးပြောလို့လည်းမကောင်းဘူးဘုန်းကြီး ဒီလောက်ပဲပြောချင်ပါတယ်။နော်အဲ့တော့ဘာကြောင့်လူဖြစ်လာရတယ်လဲဆိုတော့ဘုန်းကြီးတို့ဒီဆရာကောင်းသမားကောင်းတွေကလျာဏမိတ်တ္တတွေသူတို့ကောင်းတွေဆုံးမခံရလို့ကုသိုလ်ကောင်းမှုတွေလောက်ခဲ့ကြတယ်။ကုသိုလ်ကောင်းမှုတွေလောက်ခဲ့ကြလို့လူဖြစ်လာတယ်။မာကုသိုလ်စိတ်ရှိပါတဘာဘာလို့ပြောတော့သမ္မတသာကတဉာဏတံပြုရအသင်္ခါရိကံဧကံသမ္မတသာကတဉာဏဝိပုဒ္ဒံအသင်္ခါရိကံဧကံ သုံးတတ်တကရဉာဏတံပုရံတသင်္ကာရိကဧကံသုံးတတ်တကရဉာဏတံပုရံအတသင်္ကာရိကဧကံဆိုပြီးတော့၄ပါးဥပ္ပခာနဲ့ဟာ၄ပါးဉာဏ်ရှင်ပြီးတော့၄ပါးဉာဏ်မရှင်မဲ့လုပ်ခဲ့တာ၄ပါးနော်အဲ့ဒါကြီးကတော့သီးသန့်သင်ယူအောင်ပါအဲ့တော့ပုံမှန်အဖြစ်တပါဟိုအများနားလဲအောင် generally ပြောရရင်ကုသိုလ်တွေလုံးလို့လူဖြစ်လာတယ်လို့ဆိုကြဆိုအဲ့ဒီကုသိုလ်ဘာလဲတကကုသိုလ်ဆိုတာအနာဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာ ကုသလအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုရင်နဲ့အနာဝိဇ္ဇအပြစ်မရှိရဘူးအပြစ်မရှိရကုသိုလ်ဆိုလို့ရှိရင်လောဘအပြစ်လည်းမပါစေရဘူးဒေါသအပြစ်လည်းမပါစေရဘူးမောဟအပြစ်လည်းမပါစေရဘူးကုသိုလ်ဆိုလို့ရှိရင်ဒုက္ခဝိပါကလက္ခဏာချမ်းသာသောအကျိုးတရားကိုသေဆောင်ပေးခြင်းလက္ခဏာရှိရမယ်တဲ့ကုသိုလ်ဆိုလို့ရှိရင်ကုသိုလ်မှန်ရင်တော့အပြစ်မရှိရဘူး လောဘအပြစ်ဒေါသအပြစ်မောဟအပြစ်မပါစေရဘူးအဲ့လောဘဒေါသအပြစ်မပါမတော့လုံတမရတွေကကောင်းကျိုးချမ်းသာပဲဖြစ်မယ်ဆိုတာအသေးချာကြီးဖြစ်နေပြီအဲ့တော့ကောင်းကျိုးချမ်းသာကိုသေဆုံးပေးနိုင်တဲ့လက္ခဏာရှိတယ်အဲ့ဒါကိုကုသိုလ်လို့ခေါ်တယ်အဲ့ဒီလိုအပြစ်မရှိဘူးလောဘအပြစ်မပါဘူးဒေါသအပြစ်မပါဘူးမောဟအပြစ်မပါဘူးနော်ကောင်းကျိုးချမ်းသာကောင်းကျိုးချမ်းသာကိုသေဆုံးပေးခြင်းလက္ခဏာရှိတယ် အဲ့ဒီလိုလောက်တာကိုကုသိုလ်လို့ခေါ်တယ်အဲ့ဒီအလုံမျိုးကိုကုသိုလ်လို့ခေါ်တယ်အဲ့ဒီအလုံမျိုးကိုလောက်တဲ့သူသည်ဗုဒ္ဓဘာသာဟုတ်ချက်မှဟုတ်မယ်သို့တော့သူသည်ဓမ္မကိုဆောင်ရွက်သူဓမ္မကိုကျင့်ကြံသူလို့ခေါ်တယ်အဲ့ဒီလိုကိုလောက်တဲ့သူသည်မွတ်စလင်ဟုတ်ချက်မှဟုတ်မယ်သို့တော့သူသည်ဓမ္မကိုကျင့်ကြံအပ်ထုတ်သူလို့ခေါ်တယ်အဲ့ဒီကပြစ်မရှိခြင်းကောင်းကျိုးချမ်းသာဖြစ်စေခြင်းဆိုတဲ့လက္ခဏာနဲ့ညင်ညွတ်တဲ့အလုပ်တွေကိုကိုအပြောနှုတ်အဲကိုကိုအလုပ်နှုတ်အပြောစိတ်အကြံလုပ်နေတဲ့သူတွေသည်ဓမ္မကိုကျင့်ကြံအပ်ထုတ်သူတွေဖြစ်တယ် တုဘသူခရိယန်လည်းဖြစ်ခြင်းဖြစ်မယ်မွတ်စလင်လည်းဖြစ်ခြင်းဖြစ်မယ်ဟိန္ဒူလည်းဖြစ်ခြင်းဒါကယုံကြည်မှုတပိုင်းဒါကဘုန်းကြီးတို့မဆိုလိုဘူးယုံကြည်ရင်သူ့အတူယုံကြည်ခြင်းလို့ယုံကြည်နေဗုဒ္ဓဘာသာလည်းဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့ဓမ္မကိုကျင့်သုံးတဲ့သူသည်နော်ဓမ္မကိုကျင့်သုံးတဲ့သူသည်အပြစ်မရှိခြင်းကောင်းကျိုးချမ်းသာများကိုသေဆုံးပေးခြင်းလက္ခဏာရှိတယ်အဲ့တော့အပြစ်မရှိတဲ့လောဘတောသားကိုယ့်ရဲ့ စိတ်အကြံထဲမှာလောဘဒေါသမောဟအပြစ်အပြစ်တွေမပါဘူးကိုယ့်ရဲ့နှုတ်အပြောထဲမှာလောဘဒေါသမောဟအပြစ်တွေမပါဘူးကိုယ့်ရဲ့ကိုယ်အလုပ်ထဲမှာကိုယ်အပြုထဲမှာလောဘဒေါသမောဟအပြစ်တွေမပါဘူးဆိုရင်အဲ့ဒီစိတ်အကြံနှုတ်ပြောကိုယ်အပြုတို့သည်ကောင်းကျိုးချမ်းသာတွေကိုသက်ဆောင်ပေးမယ် အဲ့ဒီလူဒီဗုဒ္ဓဘာသာဟုတ်ခြင်းမဟုတ်ပဲဘာသာမဲ့လည်းဖြစ်ခြင်းဖြစ်မယ်တခြားဘယ်ဘုရားဘုရားသခင်ယုံကြည်နေတဲ့သူလည်းဖြစ်ခြင်းဖြစ်မယ်သို့တော့အဲ့ဒီလူနေထိုင်တဲ့သူဒီဓမ္မကိုကျင့်ကြံနေထိုင်အထောက်သူလို့ခေါ်တယ်သို့ပေါ့လားမသိဘူးနော်အဲ့ဒီဓမ္မကိုကျင့်ကြံအထောက်လို့လူသားရဲ့လို့ဖြစ်လာတာတဲ့ရှင်းရှင်းလေးကိုလုံးတဲ့ကိုတွေးတဲ့အတွေ့ကိုပြောတဲ့အပြောကိုပြုတ်တဲ့အပြုတ်ဒီကိုနဲ့ directly link ဖြစ်နေတယ် ဒီကြားမှာဘယ်ကဘုရားသခင်မှာဘယ်ကစစ်တန်မန်နတ်မှာလာလို့မရဘူးနော် no? there's a no role of a god no role of a satan evil but you are related you are related to your own flawless action wholesome action good action good karma and ဘုန်းကြီးတို့ဒီကိုလုတ်တဲ့ကိုတွေးတဲ့အတွေ့ကိုပြောတဲ့အပြော ကိုပြုတဲ့ပြင်နဲ့ directly link ဖြစ်နေတယ်အဲ့ဒါကြောင့်သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးဆုပ်ပြဘုန်းကြီးတို့က directly receive ဖြစ်တယ်လက်ခံရတယ်ဟုတ်ပြီလားဒီကြားမှာဘယ်သူကမှဝေဖန်ခွဲချက်ပြတော့ကိုလုတ်တာကိုခါတာပဲအတိတ်တွေကိုသွားမကြည့်နဲ့မရှုပ်နဲ့ပြစ်စုံပံကိုကြည့်ကိုလုတ်တာကိုခံရတာပဲအတိတ်တွေဆိုကိုမြင်ရမှာမဝေဝါနဲ့တရားကိုဝေဝါတော့မလုံနဲ့အောင် အတိတ်ဆိုတာကအပိညာတွေရမှမြင်နိုင်တာဇာတမပတ်တွေရမှမြင်နိုင်တာဘယ်သူမှမမြင်နိုင်ဘူးအဲ့တော့ပစ္စုပန်ကိုကြည့်လောဘအပြစ်ဒေါသအပြစ်မောဟအပြစ်နဲ့လုံးလိုက်မိတယ်ဆိုးကျိုးတွေလာမယ်ဒုက္ခဝိပါကတွေလာမယ်ဆင်းရဲတဲ့ဆိုးကျိုးတွေလာမယ်အဲ့ဒီလောဘဒေါသမောဟအပြစ်တွေကင်းပြီးတော့စိတ်အတွေးကိုပစ္စနုပ်အပြောကိုအပြုလုံးမိရင်ဒုက္ခဝိပါကလာမယ်ချမ်းသာတဲ့ကောင်းကျိုးချမ်းကောင်းကျိုးအကျိုးကျေးဇူးတွေလာမယ် အဲအဲ့ဒါပါလေခုနလောဘပြစ်ဒေါသပြစ်မောဟမပြစ်ပဲနဲ့အပြစ်မပါအောင်တွေးခြင်းကြံခြင်းပြောဆိုခြင်းပြုမှုခြင်းတကိုပြုမှုနေတဲ့တကိုဓမ္မကိုကျင့်ကြံထုတ်သူလို့ခေါ်တယ်။သူဒီခရိယန်ဖြစ်ခြင်းလည်းဖြစ်နေလိမ့်မယ်နော်။မွတ်စလင်ဖြစ်ခြင်းလည်းဖြစ်နေလိမ့်မယ်။ဒါမဲ့ကိုယ့်ရဲ့စိတ်အတွေးထဲမှာအပြစ်မပါအောင်နှုတ်အပြောထဲမှာအပြစ်မပါအောင်ကိုယ်အပြုထဲမှာအပြစ်မပါအောင်နေထိုင်တာဓမ္မကိုကျင့်ကြံသူလို့ခေါ်တယ်။ အဲ့ဒါတော့သူဟောတယ်လို့တုဒ္ဒသူဘယ်ပါတာဘယ်ဘရားယုံယုံဗုဒ္ဓရဲ့ဓမ္မလမ်းကြောင်းကိုသူရောက်နေတယ်လို့ဆိုနေဆိုနိုင်တယ်။ဒါဗုဒ္ဓဘာသာလို့သွားလောက်လိုက်တဲ့အခါမှာပြဿနာတက်လာတယ်။သူဒီဗုဒ္ဓဓမ္မလမ်းကြောင်းတိုင်းတော့နားထောင်နေတဲ့သူပဲ။တဖြည်းတဖြည်းနဲ့သူတကယ်အော်အေးဟုတ်သားပဲနော်။ငါယုံညင်တာကတသက်ယုံနေတာကတသက်ငါလုံးနေတာကတသက်ဒီလိုနားလဲလာလို့ရှိရင်အော်ဗုဒ္ဓဘုရားရှင်ကြီးကြောင့်မို့လို့ ဗုဒ္ဓဘုရားရှင်စကားမှန်လိုက်တာဗုဒ္ဓပြောခဲ့တဲ့ဓမ္မတွေကမှန်လိုက်တာငါဓမ္မနဲ့ကြင့်ကြံနေတဲ့ဓမ္မကိုကြင့်ကြံနေတဲ့သူဓမ္မနဲ့အသက်မွေးနေတဲ့သူပါပဲလားလို့ကိုယ့်ဘက်ကိုဒီလိုသိလာတယ်အဲ့ဒါကြောင့်လူဖြစ်ချင်းစီအပြစ်မရှိခြင်း ဒုက္ခဝိပါကလက္ခဏာလို့ခေါ်တဲ့ကောင်းကျိုးချမ်းသာကောင်းကျိုးချမ်းသာတွေကိုဖြစ်စေခြင်းဆိုတဲ့လက္ခဏာရှိတယ်။ကိုယ်စိတ်အတွေးနှုတ်အပြောကိုယ်အပြုတွေကိုလှုပ်ခဲတဲ့အတွက်အဲ့ဒီလိုအဲ့ဒါကိုကုသိုလ်လို့ခေါ်တယ်။အဲ့ဒီကုသိုလ်ဓမ္မကုသိုလ်တရားတွေကိုအားထုတ်ခဲ့တဲ့ကြောင်လူရဲ့လို့ဖြစ်လာတယ်။အဲ့ဒါကိုယ်ပဝဉာရှိတဲ့တရိစံတွေရှင်းသွားပြီ။အဲ့ဒီကုသိုလ်ဓမ္မတွေကိုအားမထုတ်တဲ့အတွက်ကြောင့်မို့လို့တရိစံတွေဖြစ်နေတယ်။အဲ့တော့လူဒီကုသိုလ်ကြောင့်ဖြစ်တယ်။လူဖြစ်ခြင်းလားကုသိုလ်ထပ်လုပ်ရမယ်။ ယ်ဘုရားမှဆုမတောင်းနဲ့ကုသိုလ်လုံးဖို့သာကြိုးစားကုသိုလ်လုံးနိုင်အောင်သာကြိုးစားကုသိုလ်လုံးနေရင်ဆုတောင်းစီအောင်လို့ဆုတောင်းတယ်လေကုသိုလ်မလုံးရင်ဒုက္ခပဲကုသိုလ်မလုံးရင်ပြဿနာရှိနေမှာပဲကုသိုလ်ဆိုတာအပြစ်မရှိရဘူးကောင်းကျိုးချမ်းသာဖြစ်ရမယ်အဲ့ဒီလိုအပြစ်မရှိတော့လောဘဒေါသမောဟအပြစ်မပါတော့စိတ်အတွေးနှုတ်အပျော်ကိုအပြုအဲ့ဒီလိုပြုလို့ရရှိတဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတာအဲ့ဒီလိုနေထိုင်တာကိုနော် ဓမ္မကိုကြင့်ကြံနေထိုင်သူလို့ခေါ်တယ်။ဘုန်းကြီးဝတ်ထားတိုင်းလည်းပဲအဲ့ဒီတိုင်းနေကျမနေနိုင်မယ်။သီလရှင်ဝတ်ထားတိုင်းလည်းအဲ့တိုင်းနေနိုင်ကျမနေနိုင်မယ်။ဗုဒ္ဓဘာသာဝင်လို့မြည်ခံထားတိုင်းလည်းအဲ့တိုင်းနေနိုင်ကျမနေနိုင်မယ်။အဲဗုဒ္ဓဘာသာတော်လည်းမဟုတ်ဘူး။သို့တော်လည်းပဲသူပညာတတ်ထားလို့လေးလံဘ ഹു တုတ္တရှိထားလို့ဘာသာဆိုတာအစဉ်လာတိုင်းသူမွေးဖွားရာကယုံကြည်ခဲ့ပေမဲ့လို့လည်းပဲပညာတတ်ထားလို့သူဟာယခုကဲ့သို့အော်အေးနော်အပြစ်မရှိအောင်တွေးခြင်းပြောခြင်းပြုခြင်း ဒါကောင်းကျိုးချမ်းသာကိုဖြစ်စေတာပဲလို့နားလဲပြီးတော့လိုက်ပါကျင့်သုံးနေထိုင်တာကဓမ္မကိုကျင့်သုံးနေထိုင်သူလို့ဖြစ်တယ်အဲ့ဒီလူသည်ဗုဒ္ဓဘာသာလည်းဟုတ်ချင်မှဟုတ်မယ်ခရစ်ယာန်လည်းဟုတ်ချင်မှမွဆလင်လည်းဟုတ်ချင်မှဟုတ်မယ်ဖြစ်ချင်တဲ့ဖြစ်ဒါရီသက်ရေးမကြည့်ဘူးဘာသာမဲ့လည်းဖြစ်ရင်ဖြစ်နေလိမ့်မယ်အဲဓမ္မကိုမကျင့်သုံးတာတရိစ္ဆန်တွေပဲဓမ္မကိုလုံးဝမကျင့်သုံးတတ်ဘူးတရိစ္ဆန်ကျင့်အဲ့လိုဓမ္မကိုကျင့်သုံးကောင်းဤဆိုလို့တွေးခေါ်တတ်တဲ့စွမ်းရည်လည်းမရှိဘူးဘုရားအလောင်းကြီးကိုသီးသန့်ကြည့်ရမယ်ချွင်းချက်အနေနဲ့ကြည့်ရမယ်ဘယ်နေရာမှာဆိုချွင်းချက်ဆိုရှိတယ် ဟုတ်ပြီလားအဲ့တော့ခုနအပယ်လေးပါးဘာကြောင့်ဖြစ်ရတယ်လဲခုနဓမ္မသည်အပယ်လေးပါးမကြောက်အောင်ဆောင်ထားတဲ့ဝိပဿနာတော့ဘုံကြီးချိတ်မယ်လို့နည်းနည်းများတော့ပါပြီနော်များတော့ဆိုတော့ not a but ကိုစတုထပိုင်းအပိုင်းလေးကြမှာချိတ်ပေးပါမယ်နော်အဲ့တော့အဲ့တော့ခုနအပယ်လေးပါးကဘာကြောင့်ပေါ်လာလဲဆိုတော့ဥပဝဉ္ဇမရှိတဲ့ဒိဋ္ဌိဆန်နေသည့်မောဟကြောင့်ဖြစ်ကြတာမောဟတိတ်အာကြီးလို့ဖြစ်ကြတာဒိဋ္ဌိဆန်နော်ဒါကိုနဲ့အနည်းဆုံးဒေါသသည်ငရဲကိုဖန်တီးတယ် ်ခိုးအောက်ကငရဲဆိုတာမမြင်ရပါမယ်လို့ဒေါသဖြစ်တဲ့ခါမှာပူလောင်မှုတွေတိတ်အားကြီးတယ်လောကကြီးမှာငရဲခံစားရတယ်ဒေါသတိတ်များတဲ့သူတွေနော်ဒေါသတိတ်များလံပူလောင်မှုတွေတိတ်ကြီးတယ်တွေးအံလောင်ပူတယ်ဒေါသတိတ်ကြီးလာရင်နော်အဲ့ဒီဒေါသဒီငရဲကိုဖန်တီးတယ်လောဘလောဘတိတ်ကြီးလာလို့ရှင်လည်းပဲအဲ့ဒီလိုကမလုတ်တဲ့နာတွေကုန်ရှောက်လို့တယ်လောဘတိတ်ကြီးလာရင်လည်းဒီလောဘကြီးတိတ်ကြီးလာရင်လည်းမလုတ်တဲ့နာတွေအကုန်လုတ်တယ် အဲ့ဒီလောဘကြောင့်မို့လို့ငါဟာ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 အကုန်လုံးငါငါပဲအရာရာငါပဲလုတ်ကိုလောက်ရမှာငါမလောက်ရရင်ဘာဖြစ်စေရမလဲဆိုတော့အတ္တိလောဘကြီးကြောင့်ပြိတ္တန်နဲ့အတုတကယ်တကားတော့ပွင့်နေတဲ့အဲ့လောဘရဲ့ပြိတ္တန်သူတကယ်ကိုဖန်တီးတာဒီလိုဆိုတော့အဲ့ဒီအပယ်လေးပါးသည်ဘယ်ဘုရားကြီးရဖန်ဆင်းတာမှမဟုတ်ဘယ်စတမဏကမှဖန်ဆင်းတာမဟုတ်ကိုယ့်ရဲ့လောဘဒေါသမောဟတွေနဲ့ directly link ဖြစ်နေတယ် နော် directly link ဖြစ်နေအဲ့ဒီလောဘဒေါသမောဟတွေကိုအကုသိုလ်အပြစ်တွေလို့ခေါ်တယ်အကုသိုလ်တရားတွေလို့ခေါ်တယ်အဲ့ဒီအကုသိုလ်တရားအတိုင်းကျင့်သုံးနေထိုင်သူသည် လောဘအပယ်လေးပါးကိုရောက်စေတတ်ရဲ့ဒရိစ္ဆလောဘမောဟတိတ်ကြီးလွင်ရင်ဒရိစ္ဆဖြစ်တယ်လောဘတိတ်ကြီးလွင်ရင်ပြိတ္တနဲ့သူတကယ်ဖြစ်တယ်မောဟတိတ်ဒေါသတိတ်အကြီးလွင်ငရဲကြငရဲပုံဖြစ်တယ်ငရဲကြံပုံငရဲပုံဖန်တီးတယ်ကိုကိုတိုင်းဖန်တီးတာเนาะဒီမှာကိုပူးလိုက်ပြီ ပူလောဘကြီးဟိုသေပြီးနောက်ကိုမကြည့်နဲ့ဒီမှာလောဘဒေါသတိတ်ကျင်ကိုပူလောင်းနေပြီးမောဟတွေတိတ်ကျင်လာတယ်တိရစ္ဆာန်လိုပဲဘာမှအမှန်မှမခွဲနိုင်တော့ဘူးလောဘတိတ်ကြီးလာလို့ရှိရင်လည်းပဲအဲ့ဒါလိုပဲအကုန်လုံးကဟာငါသာရခြင်းနဲ့ဆာလုံမုတ်တိမှုတွေတိတ်များတယ်ဒါလူတိုင်းသူ့ပတ်သူဘယ်တယ်ဘယ်နဲ့ပဲဘယ်ဒေသဘယ်အတိုင်းဝိုင်းဘယ်နိုင်ငံကဘယ်လူမျိုးဖြစ်ဖြစ်အဲ့ဒီပတ်ဝန်းကျင်အဲ့ဒီတိုင်းဖြစ်နေတာဖြစ်တယ်လောကကြီးကတပဋ္ဌာန်းတိုင်းဖြစ်နေတယ်လို့ဆိုနိုင်တယ် ဗုဒ္ဓပွင့်လာတဲ့အခါကျမှခုနကအလောဘအဒေါသအမောဟလေးတွေကိုလက်ချက်ကျင့်ခွင့်ရတယ်အဲ့ကြမှာသာကောင်းရာသူပ္ပိရောက်ရောက်ခွင့်ရတယ်တတော်နိဗ္ဗာန်မပါသေးဘူးနိဗ္ဗာန်တည်းသာလာအောင်မယ်အလောဘအဒေါသအမောဟလေးတွေတန့်ကျင့်နေတော့ကောင်းရာသူပ္ပိရောက်ခွင့်ရတယ်32ပုံမှာကောင်းရာသူပ္ပိရောက်ခွင့်ရတယ်ကာမသူပ္ပိ9ပုံလို့ဆိုကြပါဆိုရင်ဟာရောက်ခွင့်ရတယ်အဲ့တော့ဒီတရားခုနဓမ္မကိုကျင့်ကြံနေသူနော်ဘယ်ပါသာပဲဝင်ဝင် သူဝင်ထားတဲ့ပါလာကသူ့ဘက်သူမွေးတော့ကမဟုတ်ကဟုတ်ကမွေးရပါ သူ့ဘက်သူမွေးရပါနဲ့နီးစက်ရံနေဖြစ်လာတာနော်အဲ့ဒါကဘာမှအရေးမကြီးဘူးသူ့မှာဘာမှလည်းနဲ့ဆိုင်တာမရှိဘူးမွေးရပါဖြစ်လာတာဒါပေမဲ့ဟောဒီလိုအပြစ်မရှိဘူးကောင်းကျိုးချမ်းသာဖြစ်စေတဲ့အကျင့်တွေကိုကျင့်နေရင်ဓမ္မကိုကျင့်သုံးတယ်လို့ခေါ်တယ်အဲ့ဓမ္မကိုကျင့်သုံးတဲ့အတွက်အပယ်လေးပါးကလွတ်အောင်ဆောင်ပေးတယ်ဆိုတာဝိပဿနာဘက်ကိုဆက်ရအောင် နော်မရသေးတယ်မဲ့ဘုရားလည်းရအောင်ဆိုတော့ဘုန်းကြီးလမ်းမဲ့တစ်ပတ်မှာပြောပါမယ်လို့ရောထွေးရှုပ်ထွေးပြီးတော့နိုင်ရင်းနဲ့မရှင်းပါဆိုလို့ဒီမှာပဲတော်ပါတယ်အားလုံးနော်အဘုဒ္ဓကရေမြားတဲ့ကြားရည်ကနေဓမ္မဆိုတာကိုဘာသာတစ်ခုကိုပေါင်ခတ်မကြည့်ပဲနဲ့အော်အီဒီလောဘတောတမောဟဆိုတာလူတိုင်းမှာဖြစ်နေတာပါလားဘာသာမဲ့တွေမှာရောဘာသာရှိတွေမှာရောတိရစ္ဆာန်တွေမှာရောအကုန်လုံးမှာဖြစ်တာပါလားဒီလောဘတောတမောဟတွေကြောင့်မို့လို့ဟလာအပယ်လေးပါဆိုတာကြီးကဖြစ်ပေါ်လာတာပါလား ဘယ်ဘာသာနဲ့မှမဆိုင်ပါလားအဲ့ဒီလောဘဒေါသကိုဓမ္မလို့ခေါ်တယ်အဲ့ဒီဒေါဘဒေါဘဒေါသမမဖြစ်အောင်အပြစ်တွေမပေါအောင်ကြင့်ကြံနေတာကိုဓမ္မကိုသရဏဂုံယူတယ်လို့ခေါ်ပါတယ် I take refuge in the dharma by practicing by removing နော် by practicing my action without greed hatred and ignorance အဲ့လောဘဒေါသတွေမပေါအောင်လို့ကြင်ညာထုတ်နေတာကိုဓမ္မကို သွန်နှကုံယူတယ်လို့ခိုးလုံရဖြစ်ယူတယ်လို့ခေါ်ပါတယ် i take refuge in the dumb ဒါကအခုကုသိုလ်လုပ်တာကိုပြောနေတော့နော်အပြစ်မပါအောင်လုပ်တယ်နီးကိုပြောတယ်အားလုံးပူတော့ကြညပြတဲ့ကာလမှာဒီဓမ္မလေးကိုနားထောင်ပြီးတော့ဓမ္မကိုကျင့်သုံး၍အပယ်လေးပါးကလွတ်မြောက်တဲ့ထက်ခါထက်ခါလူသားတို့ရဲ့ဘဝကိုပိုင်ဆိုင်သူများဖြစ်ဓမ္မကိုကျင့်သုံးနေထိုင်တတ်ကြပါစေလို့ပြောရင်ဤကုန်းချုပ်ပါနော်အားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေ